ကဲကျွန်တော်တို့ရဲ့တောက်ကြသားသမီးသူတော်ကောင်းပေါင်းတို့များဒီဗီဒီယိုကိုကြည့်ရှုနေတဲ့လူတွေထဲမှာတောက်ကြသားသမီးရှိရယ်နောက်တစ်ခါဗီဒီယိုရေတရာကိုလည်းယုံကြည်မှုရှိရယ်ဆိုရင်တော့ကျွန်တော်တို့ဒီဗီဒီယိုကိုစုံတဲ့အထိကြည့်ရှုဖို့အတွက်လိုအပ်ပါတယ်ဘာလို့တော့ကျွန်တော်ဒီဘဝတသက်တာမှာတောက်ကြသားသမီးဒီကန်ဆိုးလာတဲ့အခါမှာပြုလုပ်ရမယ့်ရေတရာ အမြင်နဲ့စင်ပြုလုပ်မယ်ဆိုကိုယ့်ရဲ့ကံအချို့အပြောင်းတွေကောင်းတဲ့ဘက်ကိုရောက်ရှိစေတဲ့ရည်ရည်ပြီးတော့တောက်ပြသားသမီးတွေအမြဲတမ်းပြုလုပ်မယ်ဆိုရင်ဒီရည်ရည်တွေကကိုယ့်အတွက်အမြဲတမ်းဆိုတော့ဘာကံဆိုးနေတဲ့အချိန်မှာဆိုရင်လည်းကိုယ့်အတွက်ကပေါဖြစ်တယ်ကံကောင်းနေတဲ့အချိန်မှာဆိုဒီတက်ပိုကောင်းတယ်လက်ရှိကိုအလုံးလုံးနေတဲ့လူပဲဖြစ်ဖြစ်ဝန်ထမ်းပဲဖြစ်ဖြစ်တခြားတော့ပေတော်ကြီးကိစ္စပဲဖြစ်ဖြစ်အပြက်နာတွေတခုဖြစ်လာမယ်ဆိုရင်ကျွန်တော်အခုပြောတဲ့ရည်ရည်တွေကတခုပြုလုပ်ကြည့်ဒါမှမဟုတ်လို့ရှိရင်ကိုယ်အကုန်ပြုလုပ်နိုင်တယ်ဆိုရင်တော့အကုန်လုံးပြုလုပ်ကိုယ့်အတွက်ပုံမှန်ပြီးတော့ကောင်းမွန်တယ်အဲဒါ တောက်ကြသားသမီးတွေကြီးပွားဖို့အတွက်တောက်ကြသားသမီးတွေကံကောင်းဖို့အတွက်ဘဝတသက်တာတစ်ခုလုံးအတွက်ရည်ရာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ကဘေးရင်ယုံကြည်ပြီဆိုရင်တခုခုအဆင်မပြေဘေးရင်သောင်းမေးပါလိမ့်မယ်အဲ့တော့ဘေးရင်ဆရာတွေကလည်းမိတ်ဆွေတို့ကိုဟောင်းပါပဲပြီးွားရင်နောက်ဆုံးအဆုံးသက်ကြရင်မိတ်ဆွေတို့ရဲ့တရားတောင်းပါပဲအဲ့တော့ဘေးရင်ဆရာလေးရဲ့တရားပေးပါမယ်ကျွန်တော်ဒီရဲ့တရားကိုမိတ်ဆွေတို့တိုင်းနာပါဒါမှမဟုတ်လို့ရှင်မှတ်သားထားပါမိတ်ဆွေတို့ဘာပဲပြောပြောပြဿနာတခုခုဖြစ်လာရင်ဘေးရင်တွက်ဖို့အတွက်ဘေးရင် မြန်မူစွာကတက်တာတာပေါ့ဗျာเนาะအဲ့တော့ okay အဲ့တော့တောက်ကြသားသမီးတွေကျွန်တော်တို့ဘဝတသက်တာမှာကံကောင်းစီတဲ့ယတရားတွေလို့ပဲတောင်းထောင်ပြီးပြောမယ်အဲ့တော့ဒီယတရားကိုမပြောခင်မှာမိတ်ဆွေတို့ကတောက်ကြသားသမီးမဟုတ်ခဲ့ဘူးဆိုရင်တော့မှတခြားတော့ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းထဲမှာတောက်ကြသားသမီးတွေရှိရဲ့ဘေးရင်ယုံကြည်တဲ့လူတွေကိုဆိုလိုခြင်းဖြစ်ပါတယ်သူတို့တွေသိရှိဖို့အတွက်သူတို့တွေ ကြားနာဖို့တော့မိတ်ဆွေတို့ဒီအောက်မှာရှိနေတဲ့ share club လေးကိုတိတ်ကြအပြင်ကျွန်တော်ကလည်းကုညီရာရောက်တယ်တခြား meeting ရုံချီနေတဲ့တောက်ကြသားသမီးကိုလည်းကုညီရာရောက်ပါတယ်အဲ့တော့ကျွန်တော်စပြောတောက်ကြသားသမီးတွေဘဝတသက်တာမှာကိုယ့်အတွက်ကံထောက်ပံ့ကောင်းတွေရရှိခြင်းနဲ့ဆိုလို့ရှိရင်မျက်စောဘုရားကိုစံစီစားစေလှူဒန်းပေးပါဆိုတော့ပရင်းတစ်ခုတည်းကိုကျွန်တော်စံထည့်မယ်စီထည့်မယ်စီထည့်မယ်စားထည့်မယ်ပြီးရင်မျက်စောဘုရားကိုလှူဒန်းမယ်ဒါကတော့ ိုမတက်နိုင်တဲ့အပိုင်းပေါ့နော်အိမ်မှာကတော့စံလည်းရှိမယ်စီလည်းရှိမယ်စားလည်းရှိမယ်ဆိုတော့ကိုယ်အနေနဲ့ဘာမှထပ်ကုန်တရားမလိုတော့ဘူးပေါ့ဗျာဆေးရတော့ဘိုင်ဝင်ချက်စစ်ပဲပဲဝယ်ပြီးတော့ပလင်းထဲမှာထည့်လိုက်ပလင်းထဲမှာထည့်ထားတယ်စီလို့ပါတော့ကြတော့ကျွန်တော်ဒိုင်းထည့်လို့ပြောပလင်းထဲဆိုပို့ဆင်းပြတယ်ပြီးတော့လင်မန်းမဲဖြစ်ဖြစ်ကိုဒီပလင်းလေးပလင်းနဲ့ဆက်နဲ့ပကံပြားဖြစ်လင်မန်းမနဲ့ပဲဖြစ်ဖြစ်တင်ထားပြီးတော့မျက်စောပြအောင်ဆက်ကတ်လို့ရမှာဒါကတော့အတူချုံးပေါ့ဗျာအဲ့တော့ကိုတက်နိုင်တယ်ဆိုရင်တော့နီးစက်ရဖုံးကြီးကြောင်းမှာတော့ပြီးတော့ဆန်စီစားစီလှူတယ်ပါ ဆိုတော့တက်နိုင်တယ်ဥပမာစံတဲ့စီတဘုံစီဆိုလို့ရှိရင်ဘလောက်ပေါ့နော်ဒါဆိုရင်တော့ပတ်သက်ကုန်ကြမှုများတာပေါ့ဗျာဒါပေမဲ့ကိုလူနိုင်ရဆိုတော့လူတော့ပိုကောင်းတာပေါ့နော်တစ်ဖက်မှာမြတ်စွာဘုရားကိုရည်မှန်းပြီးတော့လူတာပေါ့နော်အဲ့တော့တစ်ဖက်မှာလည်းတကယ်ဒီစံစီစားစီတွေကိုတကယ်အသုံးဝင်နေတဲ့လက်ရှိတန်ဃာတော်တွေကိုလူမှန်ဆိုရင်လည်းလူလို့ရတယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ပတ်သက် အနေထားပေါ်မှာကြည့်ပြီးတော့လူပါကိုယ့်အိမ်မှာကိုယ်လူမယ်ဆိုလည်းရတယ်ပတ်စံတက်နိုင်တယ်ဆိုလို့ရှိရင်အခုစာတင်နာဖုန်းကြီးရှိရဲတခြားအဆင်မပြေတဲ့အကြောင်းတွေလည်းရှိကောင်းရှိမှာပဲအခုနိုင်တဲ့လောက်ပေါ့တလောက်ကိုစံတိတ်နိုင်နိုင်အစီတဘုံနိုင်နိုင်စာတထုတ်နိုင်နိုင်အဲ့ဒါလေးမျိုးသွားပြီးတော့လှူဒန်းပေးပါတောက်ကြသားသမီးတွေအတွက်ပြင်ဆင်ဖြစ်ပါတယ်ကျွန်တော်လည်းတောက်ကြသားပါပဲကျွန်တော်လည်းကျွန်တော်အိမ်ဘုရားရှင်မှာကျွန်တော်ဟိုစန်ဒီစာဈေးကိုလည်းကျွန်တော်လှူထားတယ်အဲ့ဒါကိုလည်းဒီဘက်မှာကျွန်တော်ဗီဒီယိုပုံလေးနဲ့ကျွန်တော်ပြပေးမယ် ပြီးပါရင်ကျွန်တော်ကိုယ်တိုင်လည်းတက်လာတစ်ချိန်တော့ဒီကကျွန်တော်နဝင်းချီရဲ့စံတွေပိုးတဲ့စံတွေဟုံးချောင်းသွားလှူရဲစီတဘုံလေးဝယ်ယူသွားလှူတာမျိုးတွေကျွန်တော်ပြုလုပ်ပါတယ်ကျွန်တော်ကိုယ်တိုင်လုပ်တယ်လို့ပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ရှင်သီရိဂါရာမကြမကြရွတ်ပြပါပြီးတော့လာပြည့်လာခွေမှာရှင်သီရိကိုရောမြတ်ကိုဆုံးလှူတတ်ပြပါဆိုတော့လာပြည့်နေ့လာခွေနေ့နှစ်ရက်ပဲ အဲ့တော့ကိုယ့်အကူနေတိုင်းအိမ်မှာရှင်သင်ပြီးကိုတော့ရုပ်လူရှိတယ်ဆိုလို့ရှိလို့ရှိရင်လည်းကိုယ့်အကူလှူခြင်းလဲလှူပေါ့နေတိုင်းဒါပေမဲ့ကျွန်တော်ကတော့လက်ပြလက်ပဲလှူရပါတယ်ဂျန်နေနေကိုယ့်အကူလှူခြင်းလဲလှူမလှူခြင်းစိုးဆိုတာတော့ဗျာကျွန်တော်တို့အဆင်ပြေရပါပေါ့ကိုယ်အာယုံတက်မှာပဲလှူပါအရင်ကျွန်တော်9နာရီဒီဘက်အချမ်းအောင်တော့နောက်မကြဆင်ရပါတော့စောစောစီစီ9နာရီလောက်လှူမယ်ဆိုလို့ရတယ်9နာရီခွဲလဲရတယ်ဥပမာ10နာရီ17နာရီဆိုရင်တော့အဆင်မပြေတော့ဘူးပေါ့နော်ဒါကျွန်တော်ဘီဂင်ရပြောတာပါကိုယ်လှူခြင်းတစ်ပါးဆိုရင်လည်းလှူလို့ရပါတယ်ပေါ့နော် အဲ့တော့ဟုတ်ပြီရှင်နေရီကိုရောမြတ်ကိုလာပြလာခွေတိုင်းစုံးလို့ပါစုံးလို့တဲ့အခါမှာဘယ်တော့ဘယ်ပုံလူရမယ်လို့ပြောချင်တာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့အဲပြောချင်တာတော့မနေ့ကလာပြနေဆိုရင်ဒီနေ့ညကလေးကဖះရှိခိုးတဲ့အခါမှာရှင်နေရီကိုရောမြတ်ကိုပြင်ရမှာပေါ့နော်ကျွန်တော်တို့ရဲ့နေအိမ်အိမ်နံပါတ်ဘလောက်လမ်းကဘလောက်ရပ်ကွက်ကဘလောက်ဘယ်မြို့ဘယ်တိုင်းဘယ်ဒေတာကနေမနေ့အာယုံတက်မှာအဲအရှင်ဘုရားအာပေါ့နော်စုံးလူတန်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ီပြေးတော့အိမ်ကိုဇုံးဟိုကပြင်တာပေါ့ကြောင်းကဘုံသားပြင်လို့ပဲကိုယ့်အကိုအဆင်ပြေတယ်လို့ပြောပါနော်ဟိုဂါရာလေးမန်တန်လေးရုပ်ရှားလည်းမလို့ပါဘူးဗမာစကားကိုဗမာလိုပဲနားလေအောင်ဖုံးကြောင်းကိုတော့ပြင်တဲ့ခါကျရင်ဖုံးညို့ဘလို့ရှောက်လဲပေါ့အဲ့မှာဇုံးအာယုံဇုံးကပ်ဖို့အတွက်ဘလို့ရှောက်လဲအဲ့ဒီပုံစံတိုင်းပဲဟိုဘက်ကရှင်နေပြီးကိုတော်မြတ်ကိုကျွန်တော်တို့ညကလေးကပြင်ဖိတ်ပဲမနေ့ကိုပြောတဲ့အချိန်တိကျတော့လူပေါ့အမ9နိုင်ဆိုလဲ9နိုင်ပေါ့10နိုင်ဆိုလဲ10နိုင်ပေါ့နော်အဲဆိုကိုကကိုရှင်နေပြီး ရုပ်ထုရှိရင်လည်းရှိမရှိရင်ပုံတော်ရှိမှာပုံတော်မရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုယ်စိတ်ထဲကမျှော်မှန်းပေါ့ရှင်လူကြီးပုံတွေအများကြီးရှိပါအရှင်လူကြီးပုံတော်ပေါ့တခုတော့ပြောချင်တာကတော့မြတ်စွာဘုရားကိုတော့အရင်လူတန်းပေါ့ဗျာနော်မြတ်စွာဘုရားကိုလူပြီးတော့မှဒီဘက်ကဒီရှင်လူကြီးပုံတော်မြတ်ကိုလူပေါ့တခါလေကျတော့ကိုက ရရအစဉ်ပြေခြင်းနဲ့စိတ်နဲ့မြတ်စွာဘုရားကိုဖလူဖနေရှင်ဒေဝတိပြသလူပဲတော့မလုပ်နဲ့ပေါ့เนาะအဲ့ဒါရှင်ဒေဝတိကိုရောပြတ်ကိုလာပြီးလာွယ်ဆုံးလူတံမိပါလို့ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့တနင်္ဂနွေနေ့တိုင်းတနင်္ဂနွေနေ့တိုင်းလမ်းမေးခွေးတွေညနေပိုင်းတနင်္ဂနွေနေ့ညနေပိုင်းတိုင်းမှာလမ်းမေးခွေးတွေကိုကျွန်တော်ပေါင်မုတ်ကျွေးပြီးပါပေါ့เนาะအဲလမ်းဆုံးလမ်းလေးကဒီခွေးတွေခွေးတွေပေါ့ဗျလမ်းတွေမှာရှိနေတဲ့ခွေးတွေပေါ့เนาะကျွန်တော်အိမ်မွေးခွေးကိုပြောတာမဟုတ်ဘူးเนาะ အပြင်မှာဒီတိုင်းရှောက်သွားနေတဲ့ဂျလီဘီခွေးလေးတွေပေါ့နော်ဂျလီဘီခွေးလေးတွေကိုကျွန်တော်ပေါင်မုတ်လှူတော့ဟာပေါ့ဝယ်ကျွေးရမျိုးဒါမှမဟုတ်ရှင်တို့အစာကျွေးရမျိုးကိုပြုလုပ်ပေးပါနော်။ကောင်းတာတော့ပေါင်မုတ်ကျွေးရကောင်းဆုံးဖြစ်လိုက်ပါတယ်။ပေါင်မုတ်ကလည်းနေရာတကာဝယ်လို့တော့ရပါတယ်ပေါ့နော်။ Okay အဲ့ဒါဆိုလို့ရှိရင်ဒီຢာတွေကကျွန်တော်တို့အခုကိုစီးပွားရေးအစီအမံပြည်ကိုကျွန်တော်ပြောလို့မျိုးပေါ့နော်။မြတ်တော်ဘုရားကိုစံစီစာစီလူကန်းကြီးပြီးရင်ရှင်သေပရိကိုတော်မြတ်ကိုဆုံးကတ်ကြီးပြီးရင် ကျွန်တော်တို့လမ်းမေးခွေးကိုပေါင်ဖို့ဝယ်ပြီးတော့အစာကျွေးကြည့်ဒီတုံးခုကိုလှုပ်ကြည့်လိုက်မိတ်ဆွေတို့အဆင်ပြေလာလိမ့်မယ်အဲ့တော့ကျွန်တော်ပြောချင်တာလာပြည်လာဝယ်ခဏမျက်စောပြအောင်စမ်းစည်းစားစိတ်ကတ်ထားတယ်ဆိုဒါတွေကဟိုကျွန်တော်တို့ပြန်စွန့်ရတဲ့ဟာမဟုတ်အများနဲ့ထားထားလို့ရတယ်ကိုယ့်အိမ်မှာကိုယ်ကတ်ထားလိုက်ပေါ့နော်တကယ်လို့တောက်ကြသားသမီးကြီးကျွန်တော်နေထိုင်မကောင်းဖြစ်လာတဲ့အခါအဲကိုယ့်အနေနဲ့ကျမကြီးအားနေလာတဲ့အခါမှာပဲဖြစ်ဒီမျက်စောပြအောင်ကတ်ထားတဲ့စမ်းစည်းစားစိတ်ကိုပြန်စွန့် ပြန်ဆုံးမင်းထမင်းလဲအဲ့ဒီဒီဆန်နဲ့ထမင်းချက်ပြီးတော့အဲ့တောက်ကြသာသမီစားအဟင်းချက်တဲ့ခါကျရင် IC တုံးပြီးတောက်ကြသာသမီစားစေးတောက်တဲ့ခါကျရင်ကိုကတ်ထားတဲ့စေးထည့်ကနည်းနည်းပေါ့နော်ဟိုအထွေထွေတုံးလို့ရတဲ့စေးမျိုးကတ်ပေါ့ဗျာမောဘိုင်ယိုဂျက်စစ်တို့အဲအများကြီးရှိပါတယ်နော်နှာစည်းချောင်းစိုးစေးတွေရှိအဲ့စေးတွေကတ်ကိုနေထိုင်မကောင်းဖြစ်လို့ရှိလို့ရှိရင်အဲ့ဒါတွေပြန်တုံးပြီးတော့မှအစ်စ်ပြန်လူပြုလုပ်လို့ရဒီလောက်ဆိုရင်တော့တောက်ကြသာသမီတွေနားလည်မယ်လို့ထင်ပါတယ် အားလုံးပဲကိုရင်ကျမရစိတ်ချမ်းသာနေနေပြည်စုံပြီးတော့တောက်ကြသားသမီးတွေစီးပွားရေးတွေဒီလာပြုတ်တက်ပြီးတော့ကံကောင်းခြင်းတွေရရှိပိုင်ဆိုင်နိုင်ကြပါစေလို့